ချမ်းသာကြွားမှုတွေကိုဖော်ပြဖို့တိမ်မောင်တသိန်းနဲ့မင်္ဂလာဝတ်စုံနဲ့ရွှေကိုဘိတာလက်ကင်ပန်းစီကင်ဆောင်ကပွဲကြလာတဲ့ခရိုနီကရော်တွေကိုအခုလိုချစ်ချသွားတဲ့ဆိုပြေနော်မာလာဆလီယန်နီကတော့မြန်မာနိုင်ငံမှာရွှေကိုဘိတာစစ်စစ်နဲ့တိမ်မောင်9000အသုံးပြုကအခမ်းအနားဆုံးမင်္ဂလာပွဲတစ်ပွဲကျင်းပခဲ့ပါတယ်။အဲ့ဒီမင်္ဂလာပွဲကတော့အလုံးစောင့်မြော်နေကြတဲ့ပရိသတ်အချစ်တော်မင်းသာဟင်းဝရန်နဲ့မင်းသမီးဆိုပြေတစင်တို့ရဲ့ဆူလျာရစ်ပတ်မင်္ဂလာပိတ်သိက်ခံလက်ထက်ပွဲအခမ်းအနားပဲဖြစ်ပါတယ်။အဲ့ဒီလက်ထက်ပွဲအခမ်းအနားကိုတော့ဒီကနေ့ရန်ကုန်မြို့ကနိုဘိုတယ်ဟိုတယ်မက်စ်မှာအကြီးကျယ်ဆုံးအခမ်း နာဆုံးကျမပြုလုပ်သွားခဲ့ပါတယ်။အထူးသဖြင့်ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာဝဲကတာမန်မင်္ဂလာဝဲဆိုတာချက်သူတို့ရဲ့ချမ်းသာကြွားမှုကိုအားလုံးသိအောင်တည်ဝင်ကြညာလိုက်တဲ့ခြေချလိုက်တဲ့ပွဲကြီးတစ်ခုလို့တောင်ပြောလို့ရပါတယ်ရှင်။မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပဘူးတဲ့ပုံစံဘယ်သူမှမဝတ်ဆင်ဘူးတဲ့ဝတ်စုံလေးနဲ့ surprise တိုက်ချခဲ့ပါတယ်။ပထမဆုံးပြောရမှာကမင်္ဂလာခမ်းမကြီးရဲ့အပြင်ဆင်ပါရှင်။ဒီခမ်းမကြီးကိုအလှဆင်ဖို့တာမန်ပညာရှင်တွေမဟုတ်ဘဲထိုင်းနိုင်ငံကနာမည်ကြီးပွဲစီစဉ်သူတွေကိုတကူးတကားငှားရမ်းပြီးတော့ပြင်ဆင်ခဲ့ကြပါတယ်။ခမ်းမတစ်ခုလုံးကိုဈေးကြီးပေးရတဲ့တက်ခွာပန်းနေ နဲ့ဂန်ရွန်ဆန်ဆန်တဝန်ဆန်ဆန်ပြင်ဆင်ထားတာကကြည်ရသူတို့အတွက်မျက်စိပသာရဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီခန်းမအပြင်အစီနေမိမိသွားလောက်တဲ့အထိမျက်လုံးကျင်းစရာဖြစ်သွားခဲ့ရတာကတော့တို့တာဟင်ဝရန်နဲ့တို့သမီးစိုးပြည့်တစင်တို့ရဲ့မင်္ဂလာဝတ်ဆုံပါပဲ။တို့ဇနီးမောင်နဲ့ဝတ်ဆင်ထားတဲ့ရွှေအောင်ဝတ်ဆုံကရွှေအောင်ချီထိုးထားတာမဟုတ်ပါဘူးနော်။ရွှေသားအစစ်တွေနဲ့ရက်လုတ်ထားတာပါရှင်။ကြားသိရတဲ့သတင်းတွေထပေါ်လာတဲ့အချက်လက်တွေအားဒီဇုံတို့ရဲ့မင်္ဂလာဝတ်ဆုံအတွက်အသုံးပြုထားတာကရွှေအစစ်ကိုဗိတ်တာအရေးသွင်းမြေမိုးကုတ်ဗရန်များတည်င်းကိုအသုံးပြုထားခဲ့ပါတယ်။ သူတို့တမီဆိုးဖြစ်တဲ့စဉ်အတွက်ရွှေသားစစ်စစ်ထိုင်မသိရွှေသားစစ်စစ်တွေနဲ့ကိုရက်လုတ်ချတာပါရှင်ပို့ပြီးတော့အောင်စရာကောင်းတာကသူကင်ဆောင်ထားတဲ့လက်ကင်ပန်းမှာဒါဟာပန်းစီမဟုတ်ပဲရွှေသားစစ်စစ်နဲ့ထုတ်လုပ်ထားတဲ့ရွှေပန်းစီဖြစ်နေပါတယ်သူတို့သာဟင်းဝင်ဝစ်စင်ထားတဲ့ရွှေတောင်ရွှေပစွန်ကလည်းရွှေသားစစ်စစ်တွေနဲ့ရက်လုတ်ချပါတယ်ဒါပြင်ဗရန်များတည်င်းဆိုတာကလည်းဆိုးဖြစ်တဲ့စဉ်ဝစ်စင်ထားတဲ့ဗရန်များလည်းစဲဗရန်များဝိယုံဗရန်များတပတ်တွေအဖြစ်စစ်တွေရှိစွာနဲ့တစားစင်ထားတာကိုတွေ့ရပါတယ်ဟင်းဝင်ကတာမန်တယောက်စာမျက်နှာတက်လာမဟုတ်ပါဘူးသူကမွန်ပြင်းထဲမှာ အချမ်းသာဆုံးလက်သမခံထားရတဲ့ထိပ်သီးတစ်ထည်ကြီးမိသားစုကဆင်သက်လာခဲ့သူပါဒီလိုနောက်ခံကြွားမှုတွေရှိနေတာကြောင့်ဒီလိုမင်္ဂလာပွဲမျိုးကိုသူတို့ကလွဲပြီးတော့ဘယ်သူမှမလုပ်နိုင်တာဖြစ်ပါတယ်လူတွေရဲ့ခံမှန်းချက်အရဒီမင်္ဂလာပွဲတစ်ပွဲရဲ့ကုန်စည်စိတ်ကမြန်မာငွေကျပ် သိန်း9000ကျော်ကုန်ကြခဲ့တယ်လို့ဆိုပါရယ်ဟိဝင်ရရဲ့မိဘတွေဟာကျပ်သိန်း6000ကျော်တန်ဖိုးရှိတဲ့အင်ဂျလုံကိုမင်္ဂလာလက်ဖွဲ့အဖြစ်လက်ခံရရှိခဲ့တယ်လို့တောင်ကြားသိရပါရယ်ဒီလိုမျိုးမကြောက်မမြင်ဘူးတဲ့ကုန်ကြစရိတ်တွေလက်ဖွဲ့ငွေတွေကြောင့်ပဲဒီမင်္ဂလာပွဲကခြေချတဲ့ပွဲဆိုပြီးတော့ပို့ပြီးတော့နာမည်ကြီးသွားခဲ့ပါရယ်တချို့ကတော့ဒီလိုချမ်းသာကြွားမှုတွေကိုပေါ်ပေါ်ထင်ထင်ပြသတာဟာအမှုပညာရှင်စုံတို့တို့အနေနဲ့တင့်တော်ရလားလို့လည်းမိကွန်းထုတ်နေကြပါရယ်ဒါပေမဲ့တချို့ကလည်းဒါဟာသူတို့ရဲ့ကိုပိုင်ငွေကိုပိုင်အခွင့်အရေးမို့သူတို့သုံးဆွဲခြင်းသလိုသုံးဆွဲခွင့်ရှိတယ်မင်္ဂလာပွဲဆိုတော့ တသက်မှတစ်ခါမို့အခမ်းအနားဆုံးဖြစ်အောင်လုပ်တာသဘာဝပဲဆိုပြီးတော့လည်းပြန်လည်ပြောဆိုထားကြပါတယ်။ဒီလိုမျိုးအပြန်လည်ညှင်းခုံမှုတွေတုံးသက်ချက်တွေကလည်းဆိုရှယ်မီဒီယာပေါ်မှာဒီမင်္ဂလာပွဲကြီးလိုပဲပွဲစီကားနေခဲ့ပါတယ်။ပရိသတ်တွေကတော့အစိုးရသစင်တယောက်တကယ်ကိုကံကောင်းလို့နဲလို့လည်းတညီတညွတ်ချမ်းမှတ်ချက်ပေးနေကြပါတယ်။ပရိသတ်တို့အနေနဲ့ရောရွှေကိုပိတ်တာဗရံများတင်းတင်းနဲ့ပြုတ်လုထားတဲ့ဝတ်စုံတွေကိုဝတ်ဆင်ခဲ့တဲ့ငယ်စဉ်ဆုံးတွဲအပေါ်မှာဘလို့များမြင်လဲဆိုတာပြောသွားပေးခဲ့ကြပါအောင်ရှင်။